မင်္ဂလာပါရှင်ရှယ်ကိုမီဒီယာကကြိုးဆိုပါရစေ။ရက်ဆောင်မြို့နိုင်ဆန်ငါးရက်နှင့်အညီဖြစ်စေရန်ယန္တနာပေါ်နောက်ကြေးရွာစာကြည့်တိုင်းအောင်ပြန်လည်ဖွင့်လှစ်တဲ့တဲ့တင်ကိုတက်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်စီခရိုင်ရက်ဆောင်မြို့နယ်ရန်တွင်းငါးကြောင်ကြေးရွာအုပ်စုယန္တနာပေါ်နောက်ကြေးရွာတွင်ယန္တနာလင်းစာကြည့်တိုင်းအောင်ဆန်ငါးရက်နှင့်အညီဖြစ်စေရန်ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကိုရှမန်နေ9နိုင်ကအဆိုပါကြေးရွာစာကြည့်တိုင်းတွင်ပြုလုပ်ခဲ့ပါရစေ။ရှေးဥစွာယန္တနာလင်းစာကြည့်တိုင်းအောင်ဆန်ငါးရက်နှင့်အညီရှင်သက်ခိုင်မာစီရဲ့အတွက်မြို့နယ်စီမ ောင်းချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်နဲ့တာဝန်ရှိသူများကဖေးဆိုဖြတ်ဖွင့်လိုက်ခဲ့ပြီးနောက်စာကြည့်တိုင်းအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။အဲဒီနောက်မြို့နယ်စီမံချုပ်ရေးဖွဲ့ဥက္ကဋ္ဌမှအဖွဲ့အစည်းကပြောကြားရာတွင်ဆန်ခါရဲအားသိရှိနာလျင်စာဖက်တီအလေးချင်းကောင်းများရအောင်သက်ဆိုင်ရာတာဝန်ရှိသူများမှဆောင်ရွက်ပြီးနိုင်စေရန်စာအုပ်စာဆောင်များပျောက်ဆုံးပျက်စီးမှုရောနေစေရအတွက်စနစ်တကျထိန်းသိမ်းရန်မြို့နယ်အတွင်းရှိစာကြည့်တိုင်းများဖွံ့ဖြိုးတိုးတက်ရေးအစမပြတ်ဆောင်ရွက်နိုင်စေရအတွက်အလုံးဝိုင်းဝန်းကူညီဆောင်ရွက်သွားကြ စီလိုကြောင်းပြောကြားပြီးနောက်ခြေရွာမှာရမိရဖာများကစာကြည့်တိုက်အတွက်ငွေကြေး2သိန်းအားလူတိုင်းငယ်ပြီးစာကြည့်တိုက်ကော်မတီဝင်တအူကလက်ခံရရှိကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရပါတယ်။အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်တဲ့အဖွဲ့ဝင်များဖိတ်ကြားထားသောဌာနဆိုင်ရာကြီးကဲများခြေရွာသူခြေရွာသားများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။